စကိုင်းတိုင်းတပင်းမြို့နယ်အိုထိန်ကွင်းရွာရှိစတင်ကျောင်းကိုချစ်ကောင်စီကလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့စတင်နေတဲ့ကျောင်းသားကျောင်းသူနဲ့ဆရာမတွေအပါအဝင်40ဦးနဲ့အထက်သေဆုံးနိုင်တယ်လို့သိရပါဗျ။ချစ်ကောင်စီကဒီနေ့မေလ12ရက်နေ့မနက်ပိုင်းကစတင်နေတဲ့စတင်ကျောင်းပေါ်ကိုရွေချက်ရှိရှိနဲ့ပေါင်900ဘုံကျဲချတိုက်ခိုက်ခဲ့လို့ကျောင်းသားကျောင်းသူကလေးငယ်တွေနဲ့ဆရာမတွေပါထိခိုက်သေဆုံးမှုများပြားတယ်လို့ဒီဘင်းရင်ဒေသခံတွေစီကသိရပါဗျ။ ကယ်ဆယ်ရေးလုံးနေတော့မယ်ဒီနေ့မနက်10နိုင်ဝင်းကျင်မှာအလဲရန်ကြောင်းတဲ့တဲ့ကိုပုံကျဲသွားတာတေဆုံးမှုက40ထက်မှရှိနိုင်တယ်လို့တပည့်ရင်ဒေတာကန်တူက ARD Times ကိုပြောပါရယ်စာတင်ကြောင်းပေါ်ကိုရည်ရွယ်ချက်ရှိရှိပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးလက်တလုံးသိရတဲ့သတင်းအရာကျောင်းသား12ဦးနဲ့ဆရာမ2ဦးသေဆုံးကြောင်းသိရပြီးအသေးစိတ်အခြေအနေတွေကိုတော့ ARD Times အနေနဲ့ဆက်လက်စုံစမ်းနေပါရယ်အလဲရန်ကြောင်းတဲ့တဲ့ကိုပုံကျဲတာဘုံသီးကအများကြီးမဟုတ်ဘူး ပေါင်900တလုံးနဲ့ကြောင်းတဲ့တဲ့ကိုကျဲသွားတာလို့မြေပြင်ဒေသခံတူက ERI Times ကိုပြောပါရယ်အဆိုပါစာတင်ကြောင်းဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနရဲ့ကြားကာလပညာရေးစနစ်နဲ့ဒေသခံကလေးငယ်ကျောင်းသားကျောင်းသူတွေကိုတင်ကြားပေးနေတဲ့စာတင်ကြောင်းဖြစ်တယ်လို့သိရပါရယ်လက်ရှိမှာအလောင်းတွေနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကိုဒေသခံတွေကရှာဖွေကယ်ဆယ်ရေးတွေပြုလုပ်နေပြီး စီကောင်စီကလေကြောင်းပြန်တမ်းမှုတွေပြုလုပ်နေတာကြောင့်အသေးစိတ်အခြေအနေတွေကိုတော့မသိရှိရသေးဘူးလို့ဒေသခံတူကပြောပါရတယ်။